နေတိုးစစ်မဟာမိတ်အဖွဲ့ရဲ့လေပိုင်နက်ကိုရုရှားလေယာဉ်တွေကတပတ်အတွင်းနှစ်ကြိမ်အထိချင်းကပ်ပြန်တန်းခဲ့တာကြောင့်တိုက်လေယာဉ်တွေဆေးလွတ်ပြီးစောင့်ကြည့်ခဲ့ရပါတယ်။ April 20ရက်နေ့ကဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနထုတ်ပြန်ချက်အရပိုလန်နိုင်ငံ Melbourne လေတပ်စခန်းမှာခြေစိုက်ထားတဲ့ဗြိတိန်တော်ဝင်လေတပ် RAF တိုက်လေယာဉ်တွေဟာရုရှားလေယာဉ်တွေကြောင့်နှစ်ကြိမ်တန်းအရေးပေါ်ပြန်တက်ခဲ့ရတယ်လို့ဖော်ပြပါတယ်။ပထမတစ်ကြိမ်က April 15ရက်နေ့မှာဖြစ်ပြီး ရုရှားစစ်တပ်ရဲ့ IL-20M အမျိုးအစားထောက်လှမ်းရေးလေယာဉ်တစ်စီးကပိုလန်လေပိုင်နက်နားရောက်ရှိလာတာကြောင့် RAF ရဲ့တိုင်ဖွန်တိုက်လေယာဉ်နှစ်စီးကသွားရောက်စောင့်ကြည့်ကြရတာပါ April 18ရက်နေ့မှာလည်း NATO လေပိုင်နက်နားကိုအမျိုးအမည်မသိရုရှားလေယာဉ်တစ်စီးချဉ်ကပ်ခဲ့တဲ့အတွက်တိုင်ဖွန်နှစ်စီးအလားတူပြန်တက်ခဲ့ရပြန်ပါတယ်ပိုလန်ဟာ NATO အဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်ပြီးပိုလန်လေပိုင်နက်ကို NATO လေပိုင်နက်ရဲ့အစိတ်အပိုင်းဖြစ်သတ်မှတ်ထားတာပါ နေတိုးရဲ့အရှိပြောင်းဧရိယာတွေကိုကာကွယ်ဖို့ဗြိတိန်နဲ့ဆွီဒင်တို့ပူးပေါင်းပြီးတိုက်လေယာဉ်တွေဖြန့်ကျက်ထားတဲ့ Operation Chessman အစပြုပြီးသတင်းပတ်တချို့ကြောင့်မှ RAF ဟာအခုလိုအကဲဆတ်မှုတွေကိုပထမဆုံးအကြိမ်ကင်တွယ်ဖြည့်ရှင်းနေရတာဖြစ်ပါတယ်။နေတိုးလေပိုင်နဲ့ကာကွယ်စောင့်ရှောက်ရေးရည်ရွယ်ချက်အတွက်ဗြိတိန်ဟာ Typhoon တိုက်လေယာဉ်6စီးနဲ့လေတပ်အဖွဲ့သား200နီးပါးကိုပိုလန်မှာဖြန့်ကျက်ထားပါတယ်။ဗြိတိန်ကာကွယ်ရေးဝန်ကြီးက နေတိုးနိုင်ငံတွေရဲ့ယူကရိန်းအတွက်စုပေါင်းကူညီရေးအစည်းအဝေးတရက်ကိုတက်ရောက်ခဲ့ပြီးရပ်ပိုင်းကြမှာပဲအခုလိုရုရှားလေယာဉ်တွေချင်းကပ်ပြန်တမ်းတဲ့အခြေအနေကိုရင်ဆိုင်ခဲ့ရတာဖြစ်ပါရဲ့ရှင်။